အစားကတော့မိသားဖက်ကဘာမှမပြောတော့ဘဲနဲ့အကုန်လုံးဒီတိုင်းအေးအေးဆေးဆေးလေးပြီးသွားမလို့ပေါ့နော်ဒါမဲ့ရှင်မုံပြည့်ဒီနေ့တင်ထားတဲ့ post ရယ်ပြီးလို့ရှိရင်သူပြောတဲ့စကားတွေရည်ဒီအရန်ချိုင်းလို့မိသားဒီအရောက်တင်ရတာပါဒီအရောက်ဒီဗီဒီယိုရိုက်ရတာပါ ဆိုတော့ညီမနဲ့သူနဲ့လမ်းခွဲထားရသည်73ရက်နေရမှာလမ်းခွဲလိုက်တာပါ April 73ရက်နေရမှာလမ်းခွဲလိုက်တာပါ72ရက်နေ့ညနေရမှာညီမအိမ်ပေါ်ကနေသူဆင်းပြီးတော့မှသူအိမ်ကိုသူပြန်သွားတာပါပြီးတော့မိသိန်းနဲ့သူနဲ့စပြီးတော့မှသူနဲ့စပြီးတော့အတူတူနေဖြစ်သွားတယ်ဆိုတာသူ2024 6လပိုင်း24 25ရက်ကသူအိမ်ပေါ်ကဆင်းလာတယ်အိမ်ပေါ်ကဆင်းလာပြီးတဲ့အချိန်မှာပတ်စံလက်ထဲမှာတပြားမှမပါဘူး ပတ်စံတပြားမှမပါဘူးပြီးတော့သူအိမ်ကိုမပြောင်းချင်ဘူးသူ့ဟာသူတိုက်ခန်းငှားပြီးတော့မှနေမယ်အခန်းရှာပေးပါအခန်းရှာမယ်ဆိုပြီးတော့အခန်းအတူတူရှာပေးရဲသူ့မှာပေးဖို့အတွက်ပတ်စံတပြားမှမရှိဘူးပတ်စံတပြားမှမရှိဘူးသူ့မှာသူလုံးဝအိမ်ကိုကဆင်းလာတဲ့အချိန်မှာတက်စီခါတောင်သူ့မှာပါမလာဘူးဆိုတော့ဟိုတယ်မှာနေရဒီအိမ်မငားကင်ဆက်ကြပေါ့နော်တပတ်လောက်မှာဟိုတယ်မှာနေရဟိုတယ်မှာနေရစားရတယ်တောက်တယ်အဲ့ဒါကြီးအကုန်လုံးညီမပတ်စံနေပဲရှင်းခဲ့တယ်ညီမပဲပေးခဲ့တာပါပြီးတော့သူ အိမ်ငှားမယ်ဆိုပြီးပြောတဲ့အချိန်မှာညီမအိမ်ရှာတယ်အိမ်ရှာပြီးတော့အိမ်ရသွားတဲ့အချိန်မှာသူကအိမ်စာချုပ်ချုပ်ဖို့အတွက်လက်ထဲမှာပတ်စံတပြားမှရှိမနေဘူးသူ့အကူကဘန်ကောက်မှာသူ့အကူစီမှာသူအပ်ထားတဲ့ပတ်စံရှိရယ်ပေါ့နော်သူ့ကဘန်ကောက်မှာရိုက်ကူးရေးသွားနေလို့ပြန်လာတဲ့အချိန်ကြလို့ရှိရင်ဒီအိမ်စာချုပ်ချုပ်ထားတဲ့ပတ်စံကိုသူပေးပါမယ်ဆိုပြီးမှညီမကိုပြောပါတယ်အဲ့ချိန်မှာညီမဒီတီတာရွှေဆိုင်မှာညီမရွှေလက်စွပ်တစ်ချက်သားကိုတွားရောက်ပြီးတော့မှညီမဒီအိမ်ကိုစာချုပ်ချုပ်ပြီးပါတယ်။အိမ်စာချုပ်ချုပ်တဲ့အချိန်မှာတလောက်6သိန်းနဲ့အိမ်က6လပွဲစားကတလောက် ပြီးတော့အာ deposit ကတလားဆိုတော့အလုံးပေါင်း၈လချုပ်ရတယ်။အဲ့ဟာကိုညီမသူ့ကိုညီမပတ်စံနဲ့စိုက်ပြီးတော့မှချုပ်ပေးထားတယ်။သူ့ကိုပြန်လာရင်ပေးမယ်ဆိုလို့။အဲ့ကနေပြီးတော့မှသူတယောက်တည်းမနေရဲဘူး။အာသူတငယ်ချင်းတွေကိုသူသူခေါ်ထားမယ်ပေါ့နော်။သူတငယ်ချင်းတွေမလာခင်မှာညီမကိုအတူတူနေပေးပါဆိုပြီးမှပြောတယ်။ဒါပေမဲ့ဒီကြားထဲမှာအကြောင်းမျိုးမျိုးကြောင့်သူတငယ်ချင်းတွေဒီသူနဲ့အတူတူလာမနေတဲ့အတွက်ကြောင့်မလို့ညီမနဲ့သူနဲ့အခုချိန်ထိအတူတူဒီအိမ်မှာရှိနေရတယ်။ဒီအိမ်မှာရှိနေတဲ့အချိန်မှဒီလေညီမအလောက်ကရတဲ့ပတ်စံ။ ညီမရှာတဲ့ပတ်စံနဲ့ပဲစားတယ်ညီမရှာတဲ့ပတ်စံနဲ့ပဲသုံးတယ်ညီမရှာတဲ့ပတ်စံနဲ့ပဲအားလုံးအိမ်ရဲ့မီတာခအကုန်လုံးအားစညီမပဲပေးခဲ့ရတာသူ့ပတ်စံကြပြားတစ်ချက်မှမကုန်ခဲ့ပါဘူးသူဒီညီမနဲ့အတူတူနေရဲ့ဒီဒီနှစ်တွင်းမှာဒီနှစ်တွင်းမှာ သူအလုတ်သုံးခုသူကြောင်ညာသုံးခုရှိရအဲ့သုံးခုရှိခဲ့တဲ့ဟာဒီလေညီမပတ်စံကြပြားတစ်ချက်မှသူ့စီကမယူခဲ့ပါဘူးပြီးတော့အခု သူကပတ်စံပြန်တောင်းနေဆိုတော့သူယူထားတဲ့ပတ်စံကိုပြန်တောင်းတာပါညီမပြန်တောင်းနေဆိုတော့ဒါအင်အား6လပြည့်သွားလို့နောက်ထပ်6ချက်ထပ်ပြီးတော့မှ6လချုပ်တယ်အားလုံးပေါင်းအင်အား14လစာ6သိန်းနဲ့14လစာဆိုရင်84သိန်းရှိပါတယ်မီတာခါကဒီတစ်နှစ်စာမီတာခါတွက်လိုက်မယ်ဆိုလို့ရှိရင်10သိန်းကျော်ရှိရယ်အားလုံးပေါင်း10သိန်းပဲညီမတွက်ထားတယ်အဲ့တော့64သိန်းသူစီကရစရာရှိရယ် ဒါအိမ်မှာစားတာတောက်တာသုံးတာတွေဒီနောက်ဆုံးစကင်ကဲသူတောက်ဖို့ဝိဝယ်တာကစဆက်လိုက်ဝယ်တာကစညမပတ်စံနေပဲညမစိုက်ပြီးမှဝယ်ပေးခဲ့ရတာသူဒီလိုမျိုးသုံးနေတာဒီလိုမျိုးတောက်နေတာတွေကညမပတ်စံနေပဲညမပေးခဲ့ရတာပါအဲ့ဒါကို तू ကသူ့မှာအတိုင်းဝိုင်းရှိရယ်ဆိုပြီးတော့မှအခုမနေတော့ကကြတော့ပေးမယ်လို့ပြောတယ်ဒီနေ့ကျတော့လုတ်ချင်တာလို့တဲ့အခုတွဲကပြက်ကကြာနေပြီဖြစ်တဲ့အတွက်ကြောင့်ဆိုတော့ညမဖက်က ်နစ်နာပါတယ်သူအဲ့လိုမျိုးပြောတဲ့အတွက်ကြောင့်မို့လို့လေ73ရက်နေ့ထိညီမနဲ့သူနဲ့အဆက်အသွယ်ရှိနေတယ်ဖုန်း message တွေလည်းရှိနေရယ်စာတွေလည်းရှိနေရယ်73ရက်နေ့ညက်နေရမှာညီမကိုယ်တိုင်ပဲငါတို့တွေလမ်းခွဲကြရအောင်ဆိုတဲ့စာအောင်ညီမကိုယ်တိုင်ပဲပို့ခဲလိုက်တာပါဘာလို့လဲဆိုတော့သူဒီလိုမျိုးဖောက်ပြန်နေရရင်ညီမမခံနိုင်လို့ပါညီမအိမ်မှာနေတယ်ညီမချက်တဲ့ထမင်းကိုစားတယ်ညီမနဲ့အတူတူထမင်းတောင်းပိုင်းနဲ့စားပြီးမှဂျင်သွားလိုက်အောင်မယ်ကိုကိုဂျင်သွားလိုက်အောင်မယ်တဲလေးရေဆိုပြီးတော့မှတခြားမိန်းမအိမ်မှာသွားပြီးတော့မှအတူတူသွားအိပ်ပါတယ် ဒါတော့မှတယောက်ထဲနဲ့ဖောက်ပြန်တာမဟုတ်ပါဘူးမြောက်ရောက်များဆိုတာ तू ဖောက်ပြန်ထားတဲ့ဟာတွေ तू ဖုန်းကိုညီမယူပြီးကြည့်ရဲ့အချိန်မှာအကုန်လုံးတွေ့ရပါတယ်အဲ့ဟာတွေကိုလည်းညီမစီမှာအကုန်လုံးဓာတ်ပုံရိုက်ပြီးတော့မှတက်တင်နေတကွာညီမယူထားပါတယ်နောက်ဆုံးဒီ April 9ရက်နေ့မှာဒါ तू အကိုရုံးနဲ့ तू အလူသွားလူတယ်ငလင်အလူသွားလူတယ်အလူသွားလူပြီးတော့မှအိမ်ပြန်လာမယ်လို့သူပြောပါတယ်အိမ်ပြန်လာမယ်လို့ပြောပြီးတော့မှအဲ့ဒီမှာညီမနဲ့တူနဲ့ဒီလိုပဲတမီးစားအရာစကားများကြတဲ့အချိန်မှာစိတ်ဆိုးပြီးတော့မှ ်ဘလော့လိုက်တယ်စကားများလိုက်တယ်အဲ့တော့အိမ်ကိုပြန်မလာဘဲနဲ့ဟိုတယ်မှာသွားပြီးတော့မှတခြားဆော်ကိုအိတ်ဖို့အတွက်ကိုခေါ်ပါတယ်အဲ့လိုမျိုးအိတ်ဖို့ခေါ်ထားတဲ့ဟာတွေ messenger မှာသူပြောထားတဲ့ဟာတွေစာတွေအားလုံးဒီလဲတက်တဲ့နဲ့တကွာညီမမှာရှိပါတယ်ဟိုတယ်မှာလဲဆော်ခေါ်ပြီးတော့အိတ်တာတွေလဲညီမမှာတက်တဲ့အကုန်လုံးရှိပါတယ် ဆိုသူကအခုတအားတရားလုံလုံအားကြီးသွားပြီသူ့ဘက်မှာအတိုင်းဝိုင်းရှိတယ်ဆိုပြီးတော့မှညီမကိုအခုလိုမျိုးဖိနှိပ်တာအခုလိုမျိုးနိုင်ထက်စီနေလောက်တာယောက်ျားတယောက်ဖြစ်ပြီးတော့မှယောက်ျားတောင်းရင်ယောက်ျားမရှိဘဲနဲ့မိမ့်မလို့မိမ့်မရနဲ့အခုလိုမျိုးတွေသူညီမကိုပြောလို့ညီမဒီဟာကိုတင်ရခြင်းဖြစ်ပါတယ်ပြီးရင်သူနဲ့ဖုန်းပြောထားတဲ့ record တွေသူဒီဘက်ဆက်နေကိုပြန်ပေးမယ်ဆိုပြီးဂတိခံထားတဲ့ record တွေဒီလဲညီမ Facebook မေးဘဲဦးဆိုတဲ့အကောင့်မှာညီမ Facebook မှာညီမတင်ထားပါတယ်အဲ့ဒါတွေကိုလည်း ညီမဒီသူနဲ့ရှိခဲ့တဲ့အချိန်မှာဖောက်ပြန်မှုလည်းမရှိခဲ့ဘူးတစ္ဆာမဲမှုလည်းမရှိခဲ့ဘူးညီမဖက်ကမိန်းမတယောက်ရဲ့တာဝန်ကိုကြည်အောင်အကုန်လုံးလုပ်ပေးခဲ့ပါတယ်မိန်းမတယောက်ထက်လွန်ကဲတဲ့တာဝန်တွေကိုကြည်ပြီးမှညီမပကုံးပေါ်မှာပဲတင်ထားပြီးသူ့ကိုကြွေးထားခဲ့ရတာငွေးထားခဲ့ရတာစကင်ကဲအားစအိမ်မှာစားဖို့တောက်ဖို့မီးဖို့ကြောင့်အကုန်လုံးအဆအဆရရကိုမွေးထားတဲ့ကလေးတယောက်ကလေးတယောက်ကိုပြုစုနေရတယ်လို့မျိုးကျမသူ့ကိုအိမ်ပေါ်မှာတင်ပြီးတော့အဲ့လိုမျိုးထားခဲ့ရတာ ဲ့လိုမျိုးထထားရတောင်မှပဲ तू ကတခြားမိန်းမတယောက်တော့မကတော့မိန်းမရင်းနဲ့ तू ဖောက်ပြန်နေဆက်ချက်တယ် तू ဆက်ချက်ထားတဲ့ဟာတွေကစကျွန်မ Facebook အကောင့်မှာတင်ထားပါတယ်။သွားကြည့်လို့ရပါတယ်ရှင်။မိသားစုနဲ့ သူ့မှာအတိုင်းဝိုင်းရှိတယ်မိသားစုရှိတယ်ဆိုပြီးအခုလိုမျိုးဖိနှိပ်တာကိုညီမမခံနိုင်လုံးလုံးဒီဟာကိုတင်ရတာပါညီမအခုလိုမျိုးတင်ရတဲ့အတွက်လည်းအားလုံးဒီလိုမျိုးနားထောင်ပေးနေရကြည်ပေးနေရလူတွေအားလုံးကိုလည်းတောင်းပန်ပါတယ်နိုင်ငံရေးမကောင်းတဲ့ဂျားတွေကစိတ်အနှောက်အယှက်ဖြစ်သွားတယ်ဆိုလို့ရှိရင်လည်းမိသားဘက်ကအနှူးညွတ်တောင်းပန်ပါတယ်လို့ပြောချင်ပါတယ်မိသားအခုလိုမျိုးတင်ရတယ်ဆိုတာလည်းအယမ်းမခံစားနိုင်လုံးလုံးအခုညနေမှာ तू ပြော ထားတဲ့စကားတွေသူပြောတဲ့စကားလုံးတိုင်းစကားလုံးတိုင်းအကုန်လုံးဒီညီမစီမှာအကုန်လုံး record ယူထားပါတယ်သူဒီတရားဥပဒေအရသွားမယ်လို့သူပြောပါတယ်ဟုတ်ပါတယ်သွားပါရှင်ရပါတယ်ကြိုက်တဲ့လမ်းနဲ့သွားပါညီမဘက်ကလည်းအကုန်လုံးလုပ်ဖို့အစင်တင်မှာပဲညီမဘက်ကလည်းအကုန်ပြင်ဆင်ပြီးမှအကုန်လုံးလုပ်ထားပါတယ်လို့သူသွားချင်တဲ့လမ်းအနေသွားပါတရားဥပဒေတိုင်းပဲဖြည့်ရှင်းရှင်းဘလို့နီးနဲ့ပဲဖြည့်ရှင်းရှင်းဒါပေမဲ့ညီမပတ်စံကိုသူယူသုံးထားတယ်ဆိုတဲ့ဟာကိုတော့တတ်တဲ့နဲ့တကွာအကုန်လုံးရှိပါတယ် ။ तू ကပြောရဲစာချုပ်စာတမ်းနဲ့ယူထားတာမဟုတ်ဘူး။ तू ညီမဒီလိုမျိုးစိုက်ထုတ်ပေးထားတာစာချုပ်စာတမ်းမရှိဘူး။ပေးခြင်းပေးမယ်မပေးခြင်းမပေးဘူးဆိုတဲ့စကားဒီယောက်ျားစကားမဟုတ်ပါဘူး။မိန်းမလို့မိန်းမရမိန်းမထမိန်ကခိုစားပြီးရောမှတိတ်ခါမရှိတော့ယောက်ျားအကျင့်ဆက်ရိုက်နေဒီလိုမျိုးပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့မိသားဖက်ကလုံးဝမခံနိုင်လို့လို့ဒီဟာကိုတင်ရတာဖြစ်ပါတယ်အခုလိုမျိုးပြောတဲ့အထက်မှာစကားအရင်းနေပါသွားတယ်ဆိုလို့ရှိရင်လည်းကြည်နေတဲ့ကြည်နေတဲ့လူတွေအားလုံးကိုတောင်းပန်ပါတယ်လို့မိသားကပြောချင်ပါတယ်ရှင်အားလုံးကိုလည်းကျေးဇူးအများကြီးလက်တင်ပါတယ်ရှင်